ချယ်ဆီရဲ့တရားသည့်အတွင်းပေးကိုအနေဆုံးဆန်ချိန်ကိုအာဆင်နယ်တို့တရားသည့်ချိုးဖြတ်သွားနိုင်မလားအားလုံးမင်္ဂလာပါ CT Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့စနေနေ့နောက်ဆုံးပွဲစဉ်ဂျေဖူဟန်ရဲ့အိမ်ကွဲမှာအာဆင်နယ်တို့သွားရောက်ကစားခဲ့ပြီး Z1 ဆိုတဲ့ကြီးမြောင်းတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီအကြောင်းဒီပွဲပြီးဖြစ်ပေါ်လာတဲ့အချက်အလက်တွေနဲ့ဆန်ချိန်တွေ ဖူဟန်အာဆနယ်ရဲ့ပွဲပြေးခြေအနေတွေကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်။မဆငင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။အချစ်ဆစီရီအသင်းရဲ့စင့်တင်နေရဖီအားပေးမှုကနိုင်ပိုင်းပဲကြာမြင့်လိုက်ပါတယ်။အာဆနယ်က Craven Cottage ကွင်းမှာဒုက္ခပေးနေကြဖူဟန်အသင်းကို Leandro Trossard ရဲ့ဘွဲချိန်58မိနစ်ကတလုံးတည်းသောသွင်းကုန်နဲ့အနိုင်ရရှိပါစေ။အထိတ်ကိုပြန်လည်တက်ရောက်လာပါတယ်။ လက်ရှိမှာရှစ်ပွဲကစား16မှတ်နဲ့ဒုတိယနေရာကမန်စီးတီးကို3မှတ်တတိယနေရာကလီဗာပူးကို4မှတ်အသီးသီးဖျက်ထားပါတယ်လီဗာပူးကတော့မန်ယူနဲ့ဆူပါဆန်ဒေးပွဲကောင်းတစ်ပွဲကိုကစားဖို့ကြင်ရှိနေပါသေးတယ်အာဆင်နယ်ကဖူဟန်ကိုသက်တောင့်သက်တာနဲ့လှလှပပကစားပြီးအနိုင်ယူဖို့မျှော်လင့်ထားခဲ့ကြတဲ့ပရိသတ်တွေအတွက်တော့အချိန်များစုမှာထင်သလိုတော့မဖြစ်ခဲ့ပါဘူးသို့တော့အာဆင်နယ်ကလိုအပ်နေတဲ့အနိုင်ရလက်အတွက်ဘလို့ကစားရမလဲဆိုတော့ပေါပေါနဲ့နဲ့နဲ့နားလေတဲ့အဖြစ်တော့ဒီပွဲမှာလည်းထပ်မံမြင်တွေ့ခဲ့ရပါတယ် ပြန်ပက်ရဲ့ဆက်ပြီးဆွေကိုတောင်းခံနိုင်ခဲ့တယ်လို့လိုအပ်တဲ့နိုင်ပွဲကိုလည်းရှာဖွေနိုင်ခဲ့တာပါ။စနေနေ့နဲ့ဒီနေ့ပွဲမှာသူတို့ရဲ့အကောင်းဆုံးပုံစံကိုထုတ်မပြနိုင်ခဲ့တာတော့သိကြပါရစေ။ဒါကဒီရည်ဒီပထမဆုံးတော့လည်းမဟုတ်ပါဘူး။ဒါကဒီ open play ကနေခွင့်ရေးတွေဖန်တီးနိုင်ဖို့လည်းအချိန်အများစုမှာရုန်းကန်ခဲ့ရပါရစေ။ဒီဘက်နှစ်တွေမှာဖွန်နဲ့တွေ့တဲ့အာဆင်နယ်ရလကောင်းလေးမရှိပါဘူး။နောက်ဆုံး၄ပွဲတွေ့ဆုံမှုမှာဒီချိန်ပဲအနိုင်ရထားတယ်လို့ဖွန်ရဲ့ Craven Cottage မှာလာကစားတယ်။နောက်ဆုံး၂ချိန်မှာလည်းကန်နာရိုးနိုင်ပွဲပျောက်ထားတာပါ။ ာဆင်နယ်ရဲ့ဒီယာဒီခံစစ်ကအားကောင်းနေပါတယ်ပရီးမီယာလိပြိုင်ဘက်တွေကိုနောက်ဆုံး6ပွဲမှာဂိုးပေါက်ကန်ခွင့်10ချိန်အောက်ပဲခွင့်ပြုထားခဲ့ရပါတယ်တပွဲကို10ချိန်အောက်ပါဒီပွဲမှာတော့မမျော်လင့်ပဲဖူအန်ကပထမပိုင်း18မိနစ်အတွင်း4ချိန်ကန်ခွင့်ရလိုက်ပါတယ်အကအင်တာနက်ရှင်နယ်ဘရိတ်မတိုင်ကြီးဝက်ဆန်နဲ့ပွဲမှာတပွဲလုံးအာဆင်နယ်ခွင့်ပြုခဲ့ရတဲ့ကံကြက်ပပနာနဲ့သွားတူညီနေတာပါ။အမကောင်းစွာနဲ့ရီကာဒိုကာလဖီယိုရီရဲ့ ်လှောက်ပါတဲ့သွင်းကိုကလည်းလူကျုံနေပြန်ပါတယ်ဒါကိုဖယ်ကြည့်လိုက်22မိနစ်မတိုင်ခင်ဒီအာဆင်နယ်တို့ပထမဆုံးကံကြဲမပြုတ်လုံနိုင်ခဲ့ပါဘူးနောက်ပိုင်းတစ်ဖြည်းဖြည်းပွဲကိုဆိုးမိုးလာပေမဲ့ clear cut chance တွေတော့နည်းပါတယ် vitor yogra ကတော့ကိုသွင်းယူဖို့အဓိကအာရုံထားကစားသွားတာကြောင့်ပထမပိုင်းမှာတော့ထိချက်ခွန်းချက်ပဲရရှိခဲ့ပါတယ် first half မှာအဲ့ဒီအသင်းကဘောလုံးပိုင်ဆိုင်မှု87ရာခိုင်နှုန်းကံကြက်၈ချိန်မှာ၉ပေါက်တဲ့တစ်ချိန်နဲ့အင်ရှင်သင်းကတော့29ရာခိုင်နှုန်းဘောလုံးပိုင်ဆိုင်မှုနဲ့ကံကြက်၆ချိန်ဆိုတော့ အခွင့်အရေးဖန်တီးမှုပိုင်းမှာတိတ်ကွာချားချက်မရှိခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒုတိယပိုင်းမှာလည်းအာဆင်နယ်ဘက်ကကြီးကြီးမားမားအပြောင်းအလဲမလုပ်ပါဘူး။သို့တော့ပွဲချိန်တော့ပိုရလာပါတယ်။မိနစ်60မပြည့်ခင်မှာပဲဆာကာရဲ့တောင်းပြန်ဘောကနေကာဘရီယယ်ကိုထိပြီးကျလာတာကိုထရော့ဆော့က far post ကနေနေရာယူပြီးအနီးကပ်ပိတ်သွင်းယူသွားပါတယ်။အာဆင်နယ်နဲ့ရင်းနှီးနေကြဂိုးသွင်းယူပုံမျိုးပါ။2023-24ကနေစရည်တွင်ပရီးမီးယားလိမှာတောင်းပြန်ဘောကနေအဆင့်နဲ့39ဂိုးအထိရယူပြီးပါပြီ။တော်တော်လေးကိုထင်ကြီးစေရပါ ဘယ်အတင်းတက်မစိုးဒီအပိုင်းမှာ16ဂိုးပိုသားနေပါတယ်ဒီဘောလုံးညာဒီသီးတန်ကိုတောင်းကန်ပေါ်ကနေ9ဂိုးအထိအာဆင်နဲ့တွင်းယူထားပြီးပါပြီလက်ချက်မိနစ်30ကိုတော့တသင်းကချေပါကိုခွင့်မပြုရဘူးတော့အကောင်းဆုံးကစားပြခဲ့တယ်လို့တသင်းကလည်း final သက်ဆုံးတွေရောက်ရင်ဘောလုံးကိုထိမ်းမထားနိုင်ဆိုတဲ့ပုံစံမျိုးမြင်ခဲ့ရပါတယ်ဖူအန်ကိုကြည့်ရတာလေလက်ကျန်မိနစ်တွေမှာအသင်းကိုယ်တွေရရှိမဲ့အရေးအယောင်မျိုးမြင်ကိုမမြင်ခဲ့ရတာပါဒုတိယပိုင်းမှာဖူအန်ကပထမပိုင်းကထက်ကိုပိုပြီးအခြေအနေဆိုးသွားပါတယ်ဟိုးပေါက်ကန်သွင်းချက်၃ချိန်နဲ့တပွဲလုံးနဲ့ ကိုပေါက်တဲ့ကန်ချက်ဒီချိန်တောင်မရခဲ့တာကြောင့် Calafiori, Gabriel Saliba နဲ့ Timber တို့ဦးဆောင်တဲ့ Arsenal တန်းကိုတော့အထူးချီးကျူးခြင်းပါတဲ့တိုက်စစ်မှာဆိုစာကာကဂိုးပါဝင်ပသက်မှုမလုံနိုင်ခဲ့တဲ့အချိန် Chance Creation 6ကျင်း Big Chance Creation တစ်ချိန်ပြုလုပ်နိုင်ခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။လက်ရှိရသည့် Premier League ၈ပွဲကစားပြီးပေးဂိုး၃ဂိုးပဲ Arsenal ခွင့်ပြုထားရတယ်။တပွဲပြန်မြ၃ညတသမ38ရာခိုင်နှုန်းဆိုတော့ဒီနှုန်းထားကိုသာဆက်ထိန်းထားနိုင်ခဲ့ရင် 2005ချက်စီရဲ့ပေကို55ကိုပဲ ခွင့်ပြုခဲ့ရတဲ့စံချိန်ကိုတရားဒီလုံးပေကို55ကိုပဲခွင့်ပြုခဲ့ရတဲ့စံချိန်ကိုချိုးဖြတ်နိုင်ဖို့အလားအလာရှိနေပါတယ်။လက်ရှိအာဆင်နယ်ကိုကြည့်ရတာအားရစရာကောင်းနေတာကြောင့်နှစ်ပေါင်း20အတွင်းပထမဆုံးကျယ်အမှတ်ပေးချန်ပီယံဖြစ်ဖို့လေအလားအလာကောင်းနေသူတို့ပိုင်ဆိုင်ထားတာပါ။ဂန်နာရီရဲ့ကစားဟန်ကပြိသက်အကြိုက်တော့ဖြစ်ချင်မှဖြစ်ပါမယ်။သို့တော့အနိုင်ယူရကစားရခက်တဲ့အသင်းဖြစ်တော့အာဒီတာကသူ့အသင်းကိုတိစောက်ပေးထားနိုင်ပါတယ်။ ဒီဗီဒီယိုကိုဖူဟန်အာဆင်နယ်ပွဲပြီးထွက်ပေါ်လာတဲ့ဂိမ်းကနန်းတွေနဲ့ပိတ်သိမ်းခြင်းပါတယ်အာဆင်နယ်ဘုံနောက်ကန်ကစားသမားဂါဘရီယယ်မဂါဟစ်ကအသင်းအတွက်သွင်းကိုပါဝင်ပသက်မှုအကျဉ်20ပြုလုပ်ပေးထားနိုင်ပါတယ်ဆက်ချစ်ကိုတွင်2ဂိုးဖန်တီးပေးထားနိုင်တာပါဒါကသူ့ရဲ့အာဆင်နယ်ကစားသမားဘဝမှာပါ2020ကစားသမားရဲ့ပွဲဥထွက်ကနေစရေးတွက်ရင်ဂါဘရီယယ်လောက်သွင်းကိုပါဝင်ပသက်မှုလုပ်ထားနိုင်တဲ့ပရီးမီးယားလိဂ်ခံစီမှုမရှိသေးပါဘူးဒီရက်18ဂိုးကတောင်းကန်ဘောတွေကနေတဆင့်ရရှိခဲ့တာဖြစ်ပါတယ် လက်ရှိနောက်ဆုံးအမှတ်ပေး10ပွဲမှာအစနေအတင်းက10ပွဲနိုင်2ပွဲတည်2ပွဲရှုံးထားပါတယ်။အဲ့ဒီရှေ့က18ပွဲမှာတော့9ပွဲနိုင်10ပွဲတည်2ပွဲရှုံးပါ။ရင်းခဲ့တဲ့18ပွဲကနိုင်ပွဲထက်ကိုလက်ရှိမှာ2ပွဲပိုအနိုင်ရထားပါတယ်။တစ်ဖက်မှာဖူဟန်ကတော့2023ဘောက်ဆင်ဒေးကနေစလို့ပထမဆုံးအကြိမ်3ပွဲဆက်ရှုံးနိုင်မှုကိုပြန်ခံစားလိုက်ရပါတယ်။အာဆင်ကို0-1နဲ့ရှုံးတာက2025-26ရာသီဖူဟန်ရဲ့အိမ်ခွေးပထမဆုံးရှုံးပွဲဖြစ်လေမှတ်တမ်းဝင်သွားပါတယ်။ ်အာဆနယ်ကလာမယ့်ကြာရက်မှာချန်ပီယံလိလိဖေ့စ်ပွဲစဉ်ပြီးအက်တလတီကိုမတ်တွေ့အသင်းကိုအင်ကွင်းအမ်ရီမှာအခင်ကစားရပါမယ်။နောက်တစ်ပတ်မှာတော့ပရီးမီယာလိဂ်ပွဲစဉ်ကိုခရစ်စတယ်ဘဲလီကိုအင်ကွင်းမှာပဲထပ်မံရင်ဆိုင်သွားရမှာပါ။ဖူဝန်ကတော့နောက်တစ်ပတ်စနေနေ့မှာနယူကာဆယ်ကိုအဝေးကွင်းသွားရောက်ရင်ဆိုင်ရပါမယ်။ဒါကတော့အာဆနယ်ရဲ့လက်ရှိပြသတာတဲ့ခြေစွမ်းကောင်းနေနဲ့ခြေစီရတရားဒီအတွင်းပေးကို15ခုဆိုရယ်စံချိန်ကိုချုပ်ပြတ်သွားအောင်အလားအလာတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲကိုလည်းအနေငယ်ခြုံငုံပြီးတော့အချက်လက်တွေပြောပြခဲ့တယ်ပေါ့နှစ်သိန်းလောက်ရရှိတော့မှာဆိုတော့ CMB ကို YouTube မှာ Subscribe မလုပ်ထားတဲ့အသိလောက်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ကြပါမယ်